ဘုဇင်ကတုတ်အထုပကအခါတပါမြတ်စွာဘုရားသည်ရာဇဂျူပြေဝေလူဝန်ကျောင်းတော်၌တည်ရင်သုံးတော်မူစဉ်ရာဇဂျူပြေအနိပိပ္ပလိလိုင်ကူ၌တည်ရင်သုံးနေတော်မူသောအရှင်မဟာကတ္တပါမကျမ်းမမဖြစ်ရာမြတ်စွာဘုရားကြွလာတော်မူပြီလျင် ဘုဇင်ခုနှစ်ပါးတရားတော်ကို ဟောကြားတော်မူ၏ထိုတရားဖြင့်အရှင်မဟာကတ္တပ ayi ယောဂာမချက်ချင်းပြောက်ကင်းတော်မူရလေ၏ထိုအတူဂိဇဂုတ်တောင်၌တည်င်းသုံးတော်မူသော အရှင်မောကလံမထေမြတ်မကြမ်းမမာဖြစ်စဉ်ဘုဇင်တုတ်ကိုပင်ဘုရားရှင် ဟောကြားတော်မူရာ အရှင်မြတ်ဤယောဂမာလေချက်ချင်းယူပြတလို့ပြောက်ကင်းတော်မူခဲ့ရလေ၏မြတ်စွာဘုရားသည်လည်းရာဇဂိုပြေဝေလူဝန်ကျောင်းတော်၌တည်ရင်သုံးတော်မူစဉ်မကြမ်းမမာဖြစ်ခဲ့ရာအရှင်ဆုံးဓမ္မထေကိုဘုဇင်တုတ်ကိုယူဆိုရန်အမိန့်ရှိတော်မူသည်အရှင်ဆုံးဓမ္မထေသည် အရှင်မဟာကတ္တပအရှင်မောက္ခလံတို့အားမြတ်စွာဘုရားဟောကြားတော်မူအပ်သောဘောဇဉ်တုတ်ကိုပင်ရုဆိုလျောက်တင်ခဲ့ရာဘုရားရှင်ဤပြင်းထန်သောယောဂဝေဒနာတို့သည်လေချက်ချင်းပြောက်ကင်းတော်မူခဲ့ရလေ၏ထိုဘောဇဉ်တုတ်ပရိတ်တော်ကတန္တာရီတန္တရန္တာနံသဗ္ဗဒုက္ခဝိနာသနေ သတ္တဓမေသဘောစင်ကေမာရတိနာ ပမတနိဘုံစိတ်တဝါယေစီမေတ္တာတိဘဝမௌဒ္ဒဂௌတ္တမအာဇာတိမဇရာပြတိအမတံနိဗ္ဗယံကတာဧဝမာတိကုနုပေတံအနေကကုဏသင်္ဃဟံဩတတင်္စဣမမန္တံဘောဇင်ကင်္စဗနာမဟိ ဟောစဉ်ကောတတိသင်္ခါတောဓမ္မနံဝိစယောတထာဝိရိယံပိတိပတ္တတိဘုဇင်္ဂာသတထာပရိသမာဓုပေကာဘုဇင်္ဂာတတ္တိတေသဗ္ဗဒတိနာမုဏိနာသမ္မတခတာဘာဝိတာဘဟုလီကတာသံဝတ္တန္တိအဘိညာယနိဗ္ဗာနယသဗောဓိယာ ဣတိနာသစ္စာဝစီနာသူတိတိဟောတုတပ္ပရာဧကတမိသမယေနာထောမောကလာနိသကတပံဟိလာနေဒုက္ခိတေတိတဝါဘုဇင်ေတတ္တတိတယိတေဇတံဘိနန္ဒိတဝါရောဂမုစိံသူသင်္ခဏေ ဣတိနသစ္စာဝဇိနာတုတိတိဟောတုတပ္ပဒာဣကရာဓမ္မရာဇာပိကေလင်ညေနာပိပိလိတောသုံဏတေရဏတံယေဝဗနာပိတဝါနာသာရတံသံဘောရိတဝါနာအာဘာရဓမ္မဥထာတိဌာနတော ဣတိနသစ္ဆဝုဇိနာသုတိတိဟောတုသဗ္ဗရာပဟိနာတေသအာဘာဒာဒိဏနံပိမဟိတိနံမဂဟတာကိလေသာဝပဋ္ဌာနုပတိဓမ္မတံဣတိနသစ္ဆဝုဇိနာသုတိတိဟောတုသဗ္ဗရာဘောဇင်္ဂသုတ်တံနေတိတံ